ဇာတိကျမ်းခန်းကြီးနှစ်အငယ်ခုနှစ်မှာဗာရေးလဲဆိုတော့ဝိညာဉ်တော်သည်အသင်းတော်တို့အားအဘယ်သို့မိတော်မူသည်ကနားရှိတော်မူသည်ကကြားပါစေအကျဉ်သူသည်အောင်မြင်၏ထိုသူသည်ငါ၏ဖျားသခင်ပရတိသူဥယျင်ရှိသောအသက်ပင်၏အသီးကိုစားစီခြင်းကငါအခွင့်ပေးမည် ယေရှုခရစ်တော်ဟာအောင်မြင်တယ်လို့သင်ဟာလဲယေရှုခရစ်တော်အဖြစ်အောင်မြင်တော်သူဖြစ်တယ်အောင်မြင်တော်သူတွေစားတဲ့အစားအစာရှိအဲ့ဒါဘာလဲဆိုတော့အသက်ပင်ကအတီးဖြစ်တယ်ကျွန်တော်တို့ကိုဘုရားသခင်စားစီခြင်းနဲ့အတီးပွင့်ကဝိညာဉ်စုယေရှုတွေနဲ့တီးပွင့်ဝေစာနေတဲ့အသက်ပင်ကအတီးကိုစားစီခြင်းတာအဲ့ဒီဘုရားကိုတွားဖို့ဘုရားသခင်ကျွန်တော်တို့ပြုစုပေးနေတာခုဒါကြောင့် သင်ဟာများစွာသောအသီးပွင့်ကိုတီးမဲ့သူဖြစ်တယ်။သင်အဖေအသီးကိုလူများစွာစားရတဲ့ခွင့်ရလိမ့်မယ်။ဝိညာဉ်ရေးရနဲ့ဆက်ဆိုင်တဲ့အသီးပွင့်တွေအထူးသဖြင့်ဖူးပွင့်ဝေစာတီးပွင့်တော်သူဖြစ်ဖို့ဘုရားကောင်းချီးပေးပါစေ။စားတဲ့အချိန်စီကဘာလဲဆိုတော့သင်ဟာအသက်ပင်နဲ့ဆိုင်တော်သူမဖြစ်အောင်သင်ဟာအသက်ပင်အသီးကိုစားသုံးခွင့်ရတော်သူမထိုက်တန်တော်သူဆိုတဲ့အတွေးခေါ်ထည့်ပေး။ဘာသာကြီးကလည်းအဲ့အတွေးခေါ်ပဲထည့်ပေး။ ငါအသက်ပင်အသီးနဲ့မဆိုင်ပါဘူးငါကဖယားရဲ့ပကတိနဲ့ဆက်ဆံရတော့သူဘယ်လိုလုပ်ဖြစ်မှလဲမဟုတ်ဘူးယေရှုခရစ်တော်အဖြစ်သင်ဟာဖယားရဲ့ပကတိနဲ့ဆက်ဆံခွင့်ရတော့သူအထူးအောင်မြင်တော့သူဖြစ်တယ်အဲကြောင့်မင်းဆွေအသီးမရှိတဲ့အသက်တော်ယေရှုရဲ့မုန်းတယ်နော်ယေရှုကတရားဟောပြီးထွက်လာတော့ဗိုက်ရန်စားတယ်တဲ့လမ်းမှာတွေ့တော့သင်္ဘောတဖန်ပြန်တွေ့တယ်ဖန်ရှုလိုက်တော့အယူအပဲတွေ့တယ်ဘာမတွေ့ဘူးလဲ ြောတင်မောသဖန်ရွက်အဲ့ဒါဟိုးယာဇဝင်ရှိတယ်ဖခင်နဲ့တင်မောသဖန်ရွက်ကဟိုးအေဒီအရက်မှာလူမိန်းမနဲ့လူယောက်ျားဖခင်အောင်ချီလှုပ်ပြီးတော့သူတို့ပတ်ထားပါရွက်လေသူအတိမရှိအရွက်ပဲရှိအဲ့ကြောင့်မကြောက်ဒိုးဒီရက်ကနေမင်းတို့ဒါကြောင့်ယေရှုကလည်းတရားဟောပြီးတော့ပြန်ထွက်လာတဲ့အခါမှာမွတ်သိတဲ့စာနေတဲ့အချိန်မှာကြည့်လိုက်တော့သင်္ဘောတဖန် အပင်ပဲတွေ့တယ်အသီးမတွေ့အရက်ပဲတွေ့တယ်သင်္ဘောတပန်းဆိုတာဘာကိုပုံဆောင်ရတလားအဲ့ဒါဘာသာရေးဘာသာရေးကကျွန်တော်တို့အသီးပွင့်မသီးပွင့်ဝေစာစီနိုင်ဘူးနာတနီလားဘယ်အပင်အောက်မှာထိုင်နေရတယ်တလားနာတနီလားလေဘယ်အပင်အောက်မှာထိုင်နေရတယ်တလားယုဒလူစစ်စစ်နာတနီလား အတိမရှိတဲ့တင်းမောတဖန်းပင်အောက်မှာထိုင်နေယေရှုကတွေ့တယ်မင်းငါစီမလာခင်မှာအဲ့ပင်အောက်မှာမင်းထိုင်နေမို့လားဟေးယေရှုနဲ့မတွေ့မချင်းကျွန်တော်တို့ဘာအတိမမသိနိုင်ဘူးဘာကြောင့်လဲဆိုတော့အောင်မြင်သောယေရှုခရစ်အားဖြင့်ပဲကျွန်တော်တို့ဟာအသက်ပင်ရအတိကိုစားခွင့်ရတော်သူအသက်ပင်ရအတိအဖွင့်နေပြန်လေပြေဝတော်သူဖြစ်ဖို့ဘုရားခေါ်တာဖြစ်တယ်